မေရိကန်ဟာသူ့ရဲ့ကိုပြောက်ပုံကျက်လျင်ဒီပစိဖိတ်ဒေသစီရွှေ့ပြောင်းနေပြီလို့သိရပါတယ်။အစ္စရေးကယူရန်နိုင်ငံပေါ်ဆက်လက်တိုက်ခိုက်နေပြီးတပ်ဖွဲ့ဝင်တွေကအစ်ပါနျူကလ িয়ার ဆဲုံနဲ့ယူရန်နောက်တောင်ပိုင်းကစစ်ရေးချိန်ကစောင့်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ယူရန်စစ်တပ်ရဲ့ဟာမတ်ဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုဖြစ်တဲ့ထိပ်တန်းစစ်ဝစီမှုစာအစ်အီဇာဒီပါဝင်ကတ်တပ်ဖွဲ့က ထိတ်တန်းတက်မှု၂ရောက်ကိုတတ်ခဲ့ပြီးအစ်ပါဟန်ကအီရန်နျူကလ িয়ার သုတေသနဆောင်ကိုတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကအခိုင်အမာပြောပါတယ်။အီရန်ကပယ်ထိန်လုံးကြီးတွေနဲ့ညာလုံးပေါက်ပစ်ခတ်မှုလဲလာပြီးအမြောက်တပ်ခွဲတွေပေါ်ပစ်ခတ်မှုအောင်မြင်တဲ့ရလဒ်ဖြစ်တယ်လို့အစ္စရေးကပြောပါတယ်။အီရန်ဟာတိကျချိန်ရွယ်ပစ်ခတ်တဲ့ဒုံးတွေကိုသုံးဖို့ဗျူဟာပြောင်းနေတယ်လို့လည်းဆိုပါတယ်။စနစနစ်အစောပိုင်းမှာအီရန်ကအစ္စရေးပေါ်နောက်ဆုံးတိုက်ခိုက်မှုလိုင်းကိုကြီးညာပြီးအီရန်ကလည်းပြစ်လိုက်တဲ့ drone line အသစ်တစ်ခုကိုအစ္စရေးစစ်တပ်ကတွေ့ခဲ့ရပါတယ် အီရန်ကအစ္စရေးလပိုင်းနဲ့တဲကို မောင်းသူပဲလေရင်အစင်းပေါင်း40ထဲမှလည်းပြစ်လွတ်ခဲ့ပြီးဂျားဖြတ်ပြစ်ချခဲ့တဲ့ဖြစ်ပါလေအစ္စရေးကဂျားဖြတ်ပြစ်ချခဲ့လို့မောင်းသူပဲလေရင်နေရာလဲပြက်ကြပျက်စီးမှုတွေအများအများ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်အီရန်ကတော့အခုကအစ္စရေးကိုဖိပြီးတော့တိုက်တယ်ပြီးပဲဖြစ်ပါတယ်နောက်ပြီးတော့အစ္စဖာဟန်မှာရှိတဲ့ကြီးမားတဲ့နျူကလ িয়ার ဆဲလ်ကိုပြီးခဲ့တဲ့9ရက်ကအစ္စရေးက အီရန်ကိုတိုက်ခိုက်ချိန်ကစားပြီးဒုတိယကြိမ်ပြစ်မှတ်ထားခဲ့တာလို့နိုင်ငံတကာနုမြူစွန့်အေဂျင်စီ IAEA ကြီးကရာဖေးဂရွန်စီကပြောပါတယ်။အစ်ဇွေးနဲ့အီရန်ကြားလေကြောင်းတိုက်ခိုက်မှု၉ရက်မြောက်နေ့ပြည့်တဲ့ဇွန်27ညမှာတော့အစ်ဇွေးနိုင်ငံတလွားနဲ့အစ်ဇွေးတို့တိုက်ခိုက်တဲ့နောက်ပတ်ကန်ဒေတာတွေစီကိုအီရန်ကဒုံးကျည်တဲ့ထပ်မံတိုက်ခိုက်ပါတယ်။အစ္စရေးကဂါဇာကမ်းမြောင်တစ်လျှောက်ဇွန်22မှာတိုက်ခိုက်လို့ပါလက်စတိုင်း42ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ပြည်ထောင်စုမက်ခရွန်ကတော့သူနဲ့ယူရိုနိုင်ငံသားရဲ့ဝင်ကြီး မာဆုပဇက်ရှကီယန်တို့ဥရောပအင်အားကြီးတဲ့နိုင်ငံတွေနဲ့အီရန်တို့ကြားနျူကလ িয়ার ဆိုင်ရာညှိနှိုင်းမှုတွေအရှိန်မြှင့်ဖို့သဘောတူခဲ့တယ်ဆိုပါတယ်အမေရိကန်ကတော့နျူကလ িয়ার တဲဆော်ရတဲ့ B2 ကိုပြောက်ပုံရလေရင်တွေကိုရွှေ့နေတုံးပဲလို့သိရပါဗျ။တမလားထရန့်ကလည်းသူ့ရဲ့မျိုးသားလုံးကျော်ကောင်စီအရေးပေါ်စီးပွားကိုခေါ်ယူခဲ့တယ်လို့ဆိုပါတယ်။ UN ကိုတိုက်ခိုက်မှုဟာဘယ်တော့ပြီးမလဲဆိုတာကိုတော့အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုကလိုအပ်တဲ့အချိန်ထိဆက်လက်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။ အစ္စရေးဟာအသက်နဲ့ဆိုင်တဲ့ဖြစ်တည်မှု NDA ကိုရင်ဆိုင်နေရပါတယ်ဒါကြောင့်အီရန်နဲ့စစ်ပွဲကလိုအပ်တဲ့ချိန်ဒီရှိနေမှာပါ။နှစ်ထပ်ကွန်းဖြစ်တည်မှု NDA ပါ။တခုကအရင်လိုဒုံးမြန်နေ2000မှာနောက်တခုတည်းတော့မဟုတ်ပါဘူးအစင်း2000မှာ။နောက်တစ်ခုကတော့အဲ့ဒီယူသွင်းနေတဲ့ဆွေးရတဲ့ထက်မှာနူမီဘုံတွေရှိနေတာဘာလို့နေတာညာဟုတ်ကပြောပါလိမ့်။ယူရန်ဟာကမ္ဘာမှာထင်ရှားတဲ့ဂျမ်ဖတ်ဆွေးရပါ။နျူကလ িয়ার နဲ့ပိုင်ဆိုင်မှုမဖြစ်နိုင်ပါဘူး။ပိုင်ဆိုင်လို့လည်းမရပါဘူး။ အဲ့ဒါကအီရန်ရဲ့ဖြက်စီးရေးချိန်ညှို့မှုကနေကယ်တင်နိုင်မှုအစ္စရေးရဲ့ရည်ချက်ပါဒါပေမဲ့အဲ့ဒီလိုလုံချင်းအားဖြင့်နိုင်ငံတော်များကိုကယ်တင်နေတာဘာလို့အစ္စရေးကဆိုပါလဲအစ္စရေးကအီရန်ကိုတူတိုက်တာဟာနိုင်ငံအများစုကိုကယ်တင်နေတာဆိုပြီးတော့မျက်နှာဖုံးထားပါတယ်ပြီးခဲ့တဲ့ဒီနေ့ကနေစောပိုင်းကတယ်လီဖစ်တောင်ပတ်အစွန်ကြီးနာမည်ကျော်ဝေးစမန်သိပ္ပံတက္ကသိုလ်ကိုအီရန်တုံးကြီးထိမှန်ပြီးတခွဲကများသောပါတယ်အဆောက်အဦပြည့်စည်သွားပါတယ်ကျောင်းဝင်းထဲမှာတော့ ကျောင်းသားတွေမရှိတဲ့အတွက်ကြောင့်ဘယ်သူမှထိခိုက်မှုတော့မရှိခဲ့ပါဘူး။ Wesley Institute ကိုပြင်မထားခြင်းရှိမရှိ။ဘာအကြောင်းရင်းကြောင့်ဖြစ်လဲဆိုတာလည်း UN ကမပြောပါဘူး။ Wesley Institute ရဲ့သုတေသနအများစုဟာဆေးပညာနဲ့သိပ္ပံပညာဆိုင်ရာသိပ္ပံတွေအတွက်အကျိုးကျေးဇူးတွေရနိုင်တဲ့အလားအလာရှိတယ်ပြင်ကာကွယ်ရေးကဏ္ဍနဲ့လည်းဆက်ဆက်မှုရှိတယ်လို့သိရပါတယ်။